ောရိပခိယသင်္ဃဒီအပိုင်းကန္တာမှာတိတိတန်တန်ဘောရိပခိယတရားတွေကြီးပဲလေလာသုံးသပ်ပြီးတော့ဘုန်းကြီးတို့တွေဒီတရားတွေဟာအလွန်အရေးကြီးတဲ့တရားတွေဖြစ်ပါဖြစ်လို့လဲလို့ဆိုလို့ရှိရင် ာသနာဆိုတဲ့စကလုံးကို ဖွင့်ဆိုတဲ့အခါမှာသာသနာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမကိုသာသနာလို့ခေါ်ရတဲ့ဒါဖြင့်အဲ့ဒီသာသနာလို့ဆိုရတဲ့တရားဟာဘယ်တရားတွေလဲလို့တရားကိုအရောက်ောက်တဲ့အခါမှာဟောဒီဘောရိပက္ခယတရား38ပါးကိုဖော်ပြတယ်ခလာပါဗျာဒါကြောင့်မို့မြတ်စွာဘုရားသာသနာဆိုတာဘောရိပက္ခယတရား38ပါးကိုပြောတာ အဲ့ဒီဗောဓိပက္ခယတရား38မျိုးတဲကတမျိုးမျိုးမှာမိမိရဲ့တဏ္ဍာမှာမတည်ဘူးဆိုလို့ရှင်သာသနာတည်တယ်လို့တော့မဆိုနိုင်ဘူးပေါ့မှန်ပါပါဘုရားဒါကြောင့်မလို့သာသနာတည်ရှိရေးအတွက်ဒီတရားတွေသိအောင်လည်းလုပ်ရမယ်သိပြီးတဲ့အခါမှာမိမိတို့နှလုံးသားထဲရောက်အောင်လည်းပဲစဉ်းစားကြွကုတ်အထောက်ကြရပါမှန်ပါပါဘုရားဒါကြောင့်မို့ ဒီဘောရိပက္ခိယတရားကိုလေ့လာသုံးသပ်ဖို့ဆိုတာအမတန်မှအရေးကြီးတယ်တဲ့။ဒါကြောင့်မို့တခြားတရားတွေနဲ့ရောထွေးပြီးတော့မထားပဲနဲ့ဘောရိပက္ခိယတရားကိုတိတိတန်တထုံနှုတ်ပြီးတော့အဘိဓမ္မာတသင်္ကာကျမှာဖော်ပြထားတယ်။ဒေရီဆရာတော်ဘုရားကြီးကလည်းဒီပဏိပေါင်းမြောင်များစွာ ရေးခဲ့တဲ့ထင်တယ် ဘောရိပက္ခယဒီပနီလို့ဆိုပြီးတော့ဘောရိပက္ခယတရားတွေကိုတည်တည်တန့်တန့်ထုံထုတ်ပြီးတော့ရေးခဲ့တယ်မှန်လားပါဗျာဘာကြောင့်ရေးလဲဆိုလို့ရှိရင်ခုနကသာသနာဆိုတဲ့တကယ်အနှစ်သာရပိုင်းကို ပြောမယ်ဆိုလို့ရှိရင်ဘောရိပက္ခယတရား38ပါးဟုတ်ပဲပြောရမှန်လားပါဗျာမစ္စိမပန္နတသာမခမတုတ်ဆိုတာရှိတယ် တာမဆိုရဲယွာမှာဟောလို့တာမခါမှာတာမယွာတာမယွာမှာဟောတဲ့တုတ်ဖြစ်လို့အဲ့ဒီတုတ်ကိုတာမခါမှာတုတ်လို့ခေါ်တယ်မှန်ပါဗျာအဲ့ဒီတာမခါမှာတုတ်ထဲမှာအကြောင်းအရာလေးတစ်ခုတမိုင်းကြောင်းမှတ်တမ်းလေးတစ်ခုလို့ပြောရမှာမြတ်စွာဘုရားနဲ့ ်ပြန်ဘာသာတရားတစ်ခုကိုတီထောင်ခဲ့တဲ့နိခန္ဓနာတပုဒ္ဒါမှန်ပါပါခင်အဲ့ဒီနိခန္ဓနာတပုဒ္ဒါဆိုတာသူတို့ကိုသူတို့ကိလေသာတွေဟူသောနှောင်ကြိုးတွေအထုံးဖွဲ့တွေမရှိဘူးဒါကြောင့်မလို့သူတို့ကိုနိခန္ဓလို့ဒီလိုခေါ်တယ်ဒီကနေ့ခင်မှာတော့အိန္ဒိယနိုင်ငံမှာသူတို့ကိုဂျိနာချင်းလို့ခေါ်ရတယ် သူတို့ကိုယ်တိုင်ကလည်းပဲကိလေသာတွေကိုအောင်းနိုင်သူဆိုတဲ့အတိတ်ပဲနဲ့သူတို့ကိုသူတို့ဂျီနာလို့ဆိုတဲ့နာမည်နဲ့ခေါ်တာမှန်ပါပါအဲ့ဒီဂျီနာရဲ့တပည့်တွေကိုဂျိန်းဆိုပြီးတော့ဒီကနေ့အိန္ဒိယနိုင်ငံမှာလက်ရှိထွန်းကားနေဆဲဖြစ်တဲ့ဘာသာတရားတစ်ခုအဲ့ဒီနိဂန္ဒနာတ္တပုဒ်ဆိုတဲ့ဂျိန်းဘာသာကိုတည်ထောင်သွားတဲ့ သူတို့ကျမ်းစာမှာဝဋ္ဌမာနမဟာဝီရဆိုတဲ့နာမည်နဲ့ထင်ရှားတယ်။ဘုရားဘာသာကျမ်းစာမှာတော့နာတပုဒ္ဒဆိုတဲ့နာမည်နဲ့ထင်ရှားတယ်။မှန်ပါပါဗျာ။အဲ့ဒီပုဂ္ဂိုလ်ကြီးကအဟိန္တတရားကိုအဓိကထားပြီးတော့ဟောတယ်။စတုယာမတံဝရလေးဘက်လေးဌာနနေပြီးစောင့်စည်းရမယ်ဆိုပြီးတော့စောင့်စည်းမှုကိုတင်းတင်းကြပ်ကြပ်ပြည့်ညတ်ပြီးတော့အကုသိုလ်တွေကရှောင်မှုကိုတင်းတင်းကြပ်ကြပ် ဟောပြောတဲ့ပုံကိုကြည့်ပဲအကုသိုလ်ကိုရှောင်နေဆိုတဲ့ဟာမြတ်စွာဘုရားရဲ့တရားတော်တွေမှာလည်းပဲအကုသိုလ်ကိုရှောင်ခိုင်းတာသူတရားတွေကလည်းအကုသိုလ်ရှောင်ခိုင်းတာအဲ့ဒီထက်မဲ့အဟိန္တာမငင်းစေရဘူးဆိုတဲ့နေရာမှာဘုရားဘာသာရဲ့ ဘုရားရဲ့တရားတော်တွေထဲမှာလည်းအဟိန္ဒာဆိုတာတသီတ္တဝါတွေကိုမညှင်းဆဲရဘူးဆိုတာရှိတယ်။သူကတော့မညှင်းဆဲရဘူးဆိုတဲ့အဟိန္ဒာနဲ့ပတ်သက်လာတယ်။သူရဲ့အဓိပ္ပာယ်ဖွင့်ဆိုခြင်းက extreme extreme ဖြစ်တယ်။လွန်သွားတယ်ပေါ့။မှန်ပါပါဗျာ။သူကပြင်းပြင်းထန်ထန်အဟိန္ဒာခြင်းစဉ်ကိုခြင်းတယ်။မညှင်းဆဲရဘူးဆိုတဲ့အထက်ပဲ။ဘုရားမြတ်စွာကတော့ က်ရှိတတ္တဝါတွေကိုမငြင်းဆဲရဘူးဒီလား။သူကတော့